ဟုတ်ကဲ့ပါဒီပင်နာလေးကို recipe မှုတ်ထုတ်ပြီးပါတယ်ကျွန်မအင်းအဲ recipe ကနေ label မှုတ်ကိုပြောင်းပြီးတော့ကျွန်တော် open label ဆိုတဲ့ application နဲ့ barcode QR code label sticker လေးတွေစံထုတ်ပြပေးပါမယ်အရင်ဆုံးဒီပင်နာလေး recipe မှုတ်ဖြစ်နေတဲ့ချိန်မှာကျွန်တော် mouse start ချိန်မှာပေါ့နော်အဲ power button လေးကိုတစ်ခေါက်နှိပ်လိုက်မယ် FW ဒီ protocol ဆိုတာအရင်ကြွားမယ် PSC ဖြစ်နေပြီပေါ့နော်အဲ့ဒီကြရင်ညာဘက်ကိုရွှေ့မယ် စမတ်လေးပဲဖြစ်သွားပြီဆိုရင်ရပြီရောဖူပေါင်ဝါနဲ့ရှေ့ဆက်သွားမယ်မန်နူကနေတော့ထွက်လိုက်နော်โอเคအဲ့တော့ပေါင်ဝါလေးပြေးပြီးရောသွား review ပြန်တက်လာမယ်တက်လာဆိုပေါင်ဝါလေးဖွင့်လိုက်โอเคအဲ့ဒါလေဗယ်မုတ်လေးဖြစ်သွားပြီပေါ့နော်အဲလေဗယ်စတင်ချိန်ပြီးွားရင်ကျွန်တော်တို့ပေါင်ချာစက်ကူတွေကိုထုတ်လိုက်မယ်ပေါ့နော်အဲထုတ်လိုက်ပြီးတော့ တို့ဒီရာလေးရလေးပဲ site အပြားလေးစင်တီမီတာအများသေးစင်တီမီတာကျယ်လေးပဲလေးနဲ့ကျွန်တော်ဆန်ပြီးထုတ်ပြပေးမယ်။ဒါဆိုဒီ level ထင်းကြီးတဲ့အတန်လေးကိုဝယ်ဘက်ကိုတိတိတုံနာမယ်။အဆုံးထိတုံနိုင်အဆုံးထိတုံရအောင်မလို့ဘောနော်။ဒီရာဒါလေးကိုချနိုင်မယ်။မကြက်မချောင်လေးပြီးရင်ဒီကျွန်တော်ပြထားလို့ဒီဆက်ကြားလေးကိုဒီထွားသွားလေးနဲ့ကွက်တီထားပြီးတော့အဖုံးလေးကိုဖြည်းဖြည်းပေးလိုက်မယ်။လော့ကြောင်ပေးလိုက်မယ်ဘောနော်။ အဲ့ချိန်ကျရင် smart level ကဖြစ်သွားပြီ။ calibration ညီညီကိုတည်ကြည့်ချင်တဲ့ဒီပဲပဲက feedback တန်းမျိုးတစ်ထောင်နေနိုင်တယ်။အဲ့ဒါ calibration တူညီသွားပြီပေါ့နော်ဒါဆိုရပြီ။ဘောင်းချာမှာ bluetooth ပဲပြီးသွားပြီဆိုတော့လေပြန်ပေးကြရအောင်လို့ပြောဘူးနော်။ဒါပါဒီ printer လေး open တယ်ပဲဆို application လေးကိုဖွင့်မယ်။ဖွင့်ပြီးတော့ printer software ရဲ့ညာဘက်အပေါ်ထောင်းမှာကြော်ညာလေးပွင့်လိုက်တာလေးနေလိုက်မယ်ပေါ့နော်အပေါ်ထောင်းမှာရှိတဲ့ printer button လေးကိုနေမယ်ပြီးရင် ျွန်တော်တို့ဒီကြောက်နေတယ်ပေါ့နော် show ကိုအောက်ကိုဖွင့်ချလိုက်နေဆိုရင်တွေ့ရတယ်ဒီအောက်မှာရှိတဲ့ show desk ကိုဖွင့်မယ် B11 ဘာဘာဘယ်မှာတင်နိုင်တယ်ဒီမှာပေါ်တယ် B11 ပေါ့နော်ဒီဒီနာမည်လေးတိုင်းပဲဒီမှာလာပေါ်တယ်အဲ့ဒါဒီကျွန်တော်နေလိုက်မယ်နေလိုက်ပြီးပြင်တော့အတန်လေးပေါ်သွားပြီပေါ့နော် status ကိုမနေသေးဘူးအမားနဲ့ထွက်မယ် model ဝင်မယ်ဒီမှာ model test ပေါ့နော် model test တွေဝင်မယ် TSPL လေးကိုကျွန်တော်တို့ CBC ရအမ TSP ရပေါ့နော် T နဲ့စရစကလုံးကို test လုပ်နိုင်မယ်။ပင်သားတွေပြောအဲဒါ level တွေနှစ်ခုထွက်သွားတယ်ပေါ့နော်။အဲ့ချိန်ကျတော့ဘယ်နှစ်ခုထွက်လာလာလဲမေးမယ်။ two ကိုရွေးမယ်။ okay နေမယ်။ပြန် back နဲ့ပြန် try မယ်ဒါလိုချိန်တာအောင်မြင်သွားပြီပေါ့နော်ပြီးရင်ကျွန်တော်40 30ဆိုတဲ့ဟာလေးကျွန်တော်တို့အဲဒီမှာပေါ့နော်ဒါလေး40 30လေးရွေးမယ်ကျွန်တော်ဒီဒါလေးက2ပါလေးပေါ့ဒါလေးကိုဒီတိုင်းရိုက်လိုက်လို့လည်းရတယ်ပေါ့နော်1တရာဘာကုတ်2တရာ QR code သက်ဆောင်မယ်ကျွန်တော်တို့စမ်းထုတ်ကြည့်မယ် event setting ဖွင့်မယ်ဒီမှာကျမင်းအနေနဲ့ darkness ကိုချိန်တာအဲဒီတိုင်းပဲတခြားတက်ဆောင်ဆန်းထုတ်ကြည့်လိုက်မယ် okay အဲအဲဒီလိုမျိုးရပါပြီဆိုရင်ရပါပြီကျေးဇူးတင်ပါတယ်